ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Vita Soba ရဲ့ YouTube channel လေးနဲ့ Top Poker Facebook page လေးကနေပြန်လည်ជួសលပါရခင်ဗျာကျွန်တော်ရဲ့ Lesbos မှာတ냐စာអុផ្ជិនស៊ីសិនလေးကနေជួសលိုက်ပါတယ်ကျွန်တော်ဒီနေ့ညနောက်တစ်ပိုက်ကိုဆက်ပြီးတော့မှဖတ်ပြပေးသွားပါမယ်ခင်ဗျာအဲ့ဒီညကကျွန်တော်အေးဝဝမအိတ်ခဲ့ဘူးလို့ချက်ဟုတ်ကဆက်ပြောသည်ကျွန်တော်အတော်ကြီးကိုပြန်မှန်းနွမ်းနေနေတယ် ဒါပေမဲ့မအိပ်ဘူးကျွန်တော်နားထဲမှာအတန်တွေကြားနေရတယ်။ဘာသာနေမှန်းတော့မသိဘူးကျွန်တော်ဖြစ်နေတာကအိတ်တဝက်နိုးတဝက်ပဲကျွန်တော်အိမ်မက်တော့မတ်နေတယ်အိမ်မက်ထဲမှာကျွန်တော်ကိုလူတွေလိုက်လို့ထွက်ပြေးနေရတယ်ဟယ်လင်တချိန်နိုးလာတယ်မောင်အိမ်မပြောဘူးလားလို့မေးတယ်မပြောဘူးအိမ်ပြောဖို့လဲမမျော်လင့်ပါဘူးဟယ်လင်ကပြီးဖွင့်လိုက်တယ် ရမောက်စီကအရေးတွေဟာအတွင်းဘက်ကို ခုံဝင်လာကြတယ်။မျောလင်းချက်ဆိုတာကတိတ်ပြီးညံ့ညားထားလို့လည်းမကောင်းဘူးလို့ကျွန်တော်ကပြောတယ်။မောင်အိမ်မက်တွေအပေါ်မှာ မောင်ထိတ်ချွတ်နိုင်စွမ်းမရှိဘူး။ဝိုင်းကြံသေးသလားဟင်လဲ။အများကြီးရှိတယ်။မောင်ဘယ်တော့မှစပြီးဝိုင်းတောက်တက်သွားတာလဲ။ပြင်သစ်ကိုရောက်ကြတဲ့ကပဲ။ကောင်းတာပေါ့လို့သူကပြောတယ်။ဝိုင်းအကြောင်းမောင်သိရဲ့လား။တိတ်တော့မသိပါဘူး။မောင်သိထားတဲ့ ဝိုင်းကောင်းစားကတော့ဈေးပေါပေါနဲ့ရတဲ့အနီအောင်ဝိုင်းပဲဟယ်လင်ကမိဘကန်လေးကိုဝင်သွားတယ်ဝိုင်းနှစ်ပလင်းနဲ့ဖောက်တန်ယူပြီးပြန်ထွက်လာတယ်ဟယ်လင်တို့ရဲ့အနာကျင်ကောင်းဆောင်ကြီးကဝိုင်းချက်တာနဲ့ပတ်သက်လို့ဤဥပဒေတွေပြောင်းပြစ်လိုက်ပြီလို့သူကကျွန်တော်ကိုလှမ်းပြောတယ်။တဘာဝဝိုင်းတွေမှာတကြားထဲတာကိုခွင့်မပြုတော့ဘူး။သူကဝိုင်းပလင်းတွေနဲ့ဖောက်တန်ကိုလှမ်းပေးတယ်။ကျွန်တော်ကမော်ဆယ်ဝိုင်းပလင်းကိုဖွင့်လိုက်တယ်။ ဟန်လင်ကခံကွက်နှလုံးယူလာတယ်။မင်းဘာပြုလို့သားတွေတိတ်ညိုသွားရတာလဲလို့ကျွန်တော်ကမေးတယ်။မန္နာတွင်ကဟန်လင်တောင်တန်းတွေပေါ်ရောက်နေတယ်။ချောစီထွက်တာလေ။မင်းဘယ်တော့ကချောစီတက်တာလဲ။ဘယ်သူတင်ပေးလဲ။လူတယောက်တင်ပေးရဲ့လို့သူကကျွန်တော်မိကွန်းကိုသဘောမကျတဲ့မျက်နှာနဲ့ပြောတယ်။ကောင်းတာပေါ့လို့ကျွန်တော်ကအလိုက်တင်ပြန်ဖြေတယ်။ခုလိုအချိန်မှာရေခဲချောစီတက်တာလဲမင်းအတွက်ကောင်းတာပဲ။ကျွန်တော်က ဝိုင်းတစ်ခွက်ကိုငှဲ့ပြီးဖက်ခွက်ကိုလှမ်းပေးတယ်။ဝိုင်းကရှင်းတယ်။ဗာဂန်ဒီဝိုင်းထက်ပိုပြီးမွေ့တယ်။ဂျာမနီကထွက်သွားကြတဲ့ကဒီဝိုင်းမျိုးမတောက်ခဲ့ဘူး။ဟန်နင်ကိုဘယ်သူတင်ပေးတယ်ဆိုတာရောမောင်မသိချင်ဘူးလားလို့ဟန်နင်ကမေးတယ်။မသိချင်ပါဘူး။သူကကျွန်တော်ကိုဖျက်ခနဲ့လှမ်းကြည့်တယ်။အာအာတင်သွားတဲ့လက္ခဏာလည်းရှိတယ်။ဟိုးတော့ကတော့ဒီလိုတန်တရားဝင်စရာမျိုးတိရကြားရရင်ကျွန်တော်ဟာ တညာလုံးထိုင်ပြီးစစ်စေးမေးမြန်းနေတဲ့လူစားပါ။အခုတော့လည်းနည်းနည်းကလေးမှစိတ်မဝင်စားမိဘူး။မောင်ကအချိုးတော်တော်ပြောင်းသွားတာပဲလို့သူကမှတ်ချက်ချပြန်တယ်။သူဟာဖန်ခွက်ကိုကင်ထားတယ်။ဖန်ခွက်ထဲကဝိုင်ကိုတော့မတောက်သေးဘူး။ကျွန်တော်ကဝိုင်ကိုမော့လိုက်တယ်။ဝိုင်ကကောင်းသားပဲလို့ပြောတယ်။သူကတော့ဘာမှပြန်မပြောဘူး။သူ့ဝိုင်ကိုဖြည်းဖြည်းချင်းအရသာခံပြီးတောက်နေတယ်။ကျွန်တော်ကသူ့မျက်လုံးကိုစိုက်ကြည့်နေမိတယ်။ ဟယ်လင်ဟာအတော်ငယ်သေးတာပဲလို့တွေးမိတယ်။တွေ့ကြုံလဲနေမှာပေါ့။သူ့မျက်နှာမှာမမာနာအရေးငွေတွေထင်ဟပ်နေပြီမင်းရှစ်စရာတော့အကောင်းသား။ကျွန်တော်အဲ့ရပေါ်မှာငင်းငင်းဆိတ်ဆိတ်ပဲထိုင်နေတယ်။အခုမောင်းနေတာနမီရင်းနေပဲလား။နမီပြောင်းထားသေးတာလို့ဟယ်လင်ကမေးတယ်။ကျွန်တော်ကနမီပြောင်းထားတယ်လို့ပြောပြတယ်။အခုမောင်းနမီကဘာလဲလို့ဟယ်လင်ကမေးတယ်။ဂျိုးဆက်ချက်ဝင် ဒါဆိုရင်ဟန်လင်မစ္စချက်ဖို့ဖြစ်ရမှာပေါ့ဟုတ်လားကျွန်တော်ကပြုံးလိုက်မိတယ်မလိုပါဘူးဟန်လင်ဒါက၆သားတင်းတာပေါ့ကြောင်းထားရတဲ့နေပြီပဲတည်သွားတာကြာပြီဖြစ်တဲ့ဂျိုးဆက်ချက်ဖို့ဟာမောင်ကိုယ်လေးကိုဝင်ပြီးခြေတုံးအိမ်တိုင်းဖြစ်နေတဲ့ဂျူးတယောက်လို အသက်ရှင်နေတော့မယ်သူဟာမောင်နဲ့လုံးဝအဆက်ဆက်မရှိတဲ့လူစိမ်းတယောက်ပါမောင်သူ့ကိုလုံးဝမတည်ဘူးပေါ့ဟုတ်လားမတည်ဘူးဟန်လင်တခြားလူတယောက်ရဲ့နေမိနဲ့နေရတာစိတ်ထဲမှာ ဘလို့ခံစားရတဲ့။ထူးထူးခြားခြားမခံစားရပါဘူးခင်လေ။နမီကနိုင်ငံကူးလက်မှတ်ကြောင်းပြောင်းရတာပဲ။တကယ်လို့နိုင်ငံကူးလက်မှတ်ကအတုဖြစ်နေရောကျွန်တော်ရင်မိတယ်။အမှန်တော့နိုင်ငံကူးလက်မှတ်အတုအစစ်ဆိုတာကစစ်စစ်တဲ့ပလိတ်ပေါ်မှာမူတည်တာပဲ။ပြီးတော့နမီဆိုတာကလည်းအရေးကြီးတဲ့အားတစ်ခုမှမဟုတ်တာ။ဒါပေမဲ့ဟယ်လင်ကကျွန်တော်မြင်တယ်လို့မမြင်ဘူး။တခြားနမီတစ်ခုပြောင်းတာဟာ ို့နမီကိုတံမိုးမထားလို့လို့ထင်နေတယ်။ဟန်နင်ကတော့လုံးဝနမီမပြောင်းခဲ့ဘူး။မောင်ဇနီးအနေနဲ့မောင်နမီကိုထိန်းသိမ်းစောင့်ရှောက်ထားခဲ့တယ်။မောင်ကတော့တရတချင်းနေရကကောက်တွေလာသလိုရလာတဲ့နမီကိုယူပြီးဒီကိုပြန်ရောက်လာတယ်လို့မလို့တမလေးတန်နဲ့ပြောနေပြန်တယ်။ကောက်တွေတဲ့နမီမဟုတ်ဘူးဟဲ့လင်းလို့ကျွန်တော်ကပြန်ပြောတယ်။မောင်ဘိုးကတော့ကဘာပေါ်မှာအဖိုးတန်ဆုံးလက်ဆောင်တစ်ခုပါ။ဒီနမီကိုကြားရရင်တိတ်ကိုဝမ်းသာရပါနဲ့။ ဒီနမီဟာမောင်းအတွက်တနာကျင်နာခြင်းဆိုတဲ့အနက်တပြေတောင်ထွက်နေတယ်။ဒီနမီကိုကြားလိုက်တိုင်းလူတွေရဲ့ကြားမှာဂိူညာတရားဆိုတာလုံးဝမသိသေးဘူးလို့သတိရတယ်။မင်းနမီကြတော့ဘာကိုသတိရမလဲ။ pressure စတာမိသားစုကိုသတိရမယ်။ညီခွေးတွေမုံမလွေတွေရဲ့စိတ်နေစိတ်ဓာတ်မျိုးရှိတဲ့မိုးဆွေးတွေကိုသတိရမယ်။ဒါပဲပေါ့။ဟန်နင်ပြောနေတဲ့နမီကဟန်နင်ဆွေမျိုးစုနမီမဟုတ်ဘူးလို့ဟန်နင်ကလေးတံမမာနဲ့ပြန်ပြောတယ်။ဟန်နင်က အခုချိန်ထိမောင်းနှမီကိုပဲယူထားတာကျွန်တော်ကဒုတိယဝိုင်မလင်းကိုဖွင့်လိုက်တယ်အင်ဒိုနီးရှားမှာဆိုရင်လူတွေဟာမကြာခဏနှမီပြောင်းကြတယ်တဲ့မင်းအနေနဲ့ကိုကိုကိုသဘောမကျတော့ဘူးဆိုတဲ့တနေ့မှာမင်းနှမီကိုပြောင်းလို့ရတယ်နှမီတဲ့နဲ့ဘဝတက်ကိုထူထောင်နိုင်တယ်အင်မတန်ကောင်းတဲ့စိတ်ကူးလို့ထင်တာပဲမောင်ရောဘဝတက်တစ်ခုထူထောင်ပြီးပြီလားလူတွေကသူတို့စတဲ့ဘဝတက်တဲ့ကိုဘဝဟောင်းကဟာရီယူသွားသေးသလား ပဲ့တန်တန်တော့ယူသွားတာပေါ့သတိတရဖြစ်စေတော့တဲ့ဖြစ်ပျက်တွေကြတော့ပါမလာဘူးလားပဲ့တန်တန်ဟာအဲ့ဒါတွေပဲပေါ့ကိုယ်စိတ်ကိုနာကျင်အောင်ချက်စိတ်ခံစားရအောင်လို့တော့အမတ်တရဖြစ်ရကတော့ပါလာစမင်းပဲရုပ်ရှင်တကားကြည့်ရတယ်လို့မျိုးပေါ့ဟုတ်လားလို့ခင်တင်ကမေးတယ်ကျွန်တော်ကသူ့လက်ထက်ကဖန်ဝက်ကိုလှမ်းယူပြီးဒုတိယဘလင်းထဲကဝင်ထည့်ပေးတယ်ဒီဝင်ကဘလို့အမျိုးစားလဲလို့ကျွန်တော်ကမေးတယ် ရိုင်းနယ်ကထွက်တဲ့ဝိုင်းကောင်းစားပေါ့ချင်းချက်ဆိုလို့လုံးဝမရှိတဲ့ဝိုင်းပဲလို့ပြန်ပြေးတယ်။ခဏကြာတော့သူကကျွန်တော်ကိုကြည့်တယ်။ကျမတို့ဘာစကားတွေပြောနေကြတာလဲ။ဘာအတွက်ပြောနေကြတာလဲ။လုံးဝအတိတ်ပဲမရှိဘူးလို့ပြောတယ်။ကိုကိုကိုရောပြန်ပြီးသတိထားမိရဲ့လား။ပြောလိုက်တဲ့စကားတွေအများကြီးပဲ။စကားလုံးတွေကလည်းအစ်စန်းတွေရှိပဲ။ဘဲကများရလာတာလေ။ရှင်မပြင်းလွှိုင်းနေတဲ့ ပေါင်းတင်တွေတော်တော်များများရှိခဲ့ပုံပေါ်တယ်တဲ့ပေါင်းတင်ကတော့အများဘူးဟဲ့လင်းလို့ကျွန်တော်ကပြန်ပြောတယ်ပေါင်းမှာအချိန်ရှိသမျှတယောက်တည်းလိုနေခဲ့ရတာစကားပြောခြင်းပင်ပဲပြောဖို့အခွင့်အလမ်းကိုမရခဲ့ဘူးဒါကြောင့်မို့လဲမောင်မင်းနဲ့တွေ့တော့စကားတွေအများကြီးပြောမိတာဒါဆိုရင်မောင်ပြန်လာတာစကားပြောဖို့ပဲပေါ့ဟုတ်လားလို့သူကမေးတယ်ကျွန်တော်သူ့မိကုန်းကိုမပြေဘူးသူဟာ ဝိုင်းခွက်ကိုကင်ပြီးထိုင်နေရကကျွန်တော်ကိုစစ်စစ်ဆက်ဆက်ကြည့်ပြီးအကဲခံနေတယ်။ကျွန်တော်စီကအဖြေကိုစောင့်မျှော်နေတဲ့သဘောပဲ။ကျွန်တော်အနေနဲ့ကလည်းဖြေရခက်တယ်။အမှန်တိုင်းပြောရရင်ကျွန်တော်မှာကာမဆန္ဒစိတ်တိတ်ပြီးနေနေတယ်။ဒါကြောင့်မို့လဲအခုလိုပထမဆုံးပြန်ပြီးစုံပြီးရတဲ့အချိန်မှာပြုတင်ပြုအပ်တဲ့အလုပ်ကိုမလုပ်မိတာပါ။ဒီအကြောင်းကိုကျွန်တော်အမှန်တိုင်းဖွင့်ပြဖို့ဆိုတာကလည်းလက်တွေ့ကြတော့မလွယ်ဘူး။ကျွန်တော်အနေနဲ့က ဆန္ဒမရှိချိန်မှာရှိလောက်အောင်အတင်းကျပ်လဲအာမထုတ်ရှိဘူး။ဟဲလင်မကျင်တဲ့တာကိုကျွန်တော်သိပါတယ်။ကျွန်တော်သူ့ကိုပွေလားဖက်လားနန်းလားရှုပ်လားတော့မှမလုပ်တော့လဲဘယ်ကျင်နဲ့မလဲ။ကျွန်တော်ဘက်ကအမှန်တိုင်းဖွင့်ပြောတင်တယ်လို့တော့ထင်တယ်။ဒါပေမဲ့ချက်ချင်းကြီးမပြောရင်ဘူး။ကိုယ်စိတ်ကိုတည်ငြိမ်အေးဆေးအောင်ထားပြီးမှသူ့နားနဲ့သဘောပေါက်သွားအောင်ပြောပြချင်တယ်။မောင်ရှင်နေမျိုးနဲ့ကြုံနေတဲ့လူတွေဟာအယူတည်တတ်ကြတယ်လို့ကျွန်တော်ကစကားဆတယ်။ကိစ္စတစ်ခုကို ဓာတ်ရိုက်ပြောရင်ဒါမှမဟုတ်ဓာတ်ရိုက်လို့ရင်ဆက်ညင်မဲ့ဖြစ်ရက်တွေပေါ်လာတတ်တယ်လို့သူတို့ကယူဆကြတယ်။ဒါကြောင့်လဲအဲ့ဒီလူစားမျိုးတွေဟာအဆအဆရရတတိထားကြတယ်။သူတစ်ပြင်းစကားပြောဆိုမှာတိတ်ပြီးစင်ကျင်ကြတယ်။အလွန်ကိုအတိတ်ပဲခင်မဲ့တဲ့အယူအဆပဲလို့ဟန်လင်ကမှတ်ချက်ချပြန်တယ်။ပြီးတော့ကျွန်တော်ကိုလှမ်းကြည့်ပြီးရှင်ကတော့တိတ်ပြီးအယူသီးမယ်မထင်ပါဘူးလို့ပြောတယ်။ မောင်ဘယ်လောက်ထိအယူကြည့်ရဲဆိုတာမင်းကိုပြောပြရအောင်မင်းလို့ကျွန်တော်ကအစ်စီတင်ရင်နဲ့နေတဲ့ပြန်ပြောတယ်။မောင်မင်းပေါ်မှာအတိုင်းအဆမရှိတော့အောင်ဖြစ်ပါတယ်ဆိုတဲ့စကားကိုမောင်ပြောလိုက်မယ်ဆိုရင်နောက်10မိနစ်လောက်အတွင်းမှာကစတာဘိုစစ်ပလက်ရဲ့တကားလာခေါတန်ကိုကြားရလိမ့်မယ်လို့မောင်ယုံကြည်နေတယ်။ဟန်နင်ကတကားဘက်ကိုလှည့်ကြည့်ပြီးအတန်တန်တန်ကြားရနုံညနေထားနဲ့နားဆွနေတယ်။နောက်တော့ကျွန်တော်ကိုလှည့်ကြည့်တယ်။ သူ့မျက်နှာထားကတမျိုးဖြစ်နေတယ်။မောင်ကဒါကြောင့်မို့ဟဲလင်ကိုတရင်တနည်းမပြူတာဆိုပါတော့ဟုတ်လားလို့မေးတယ်။ဒါနဲ့အကြောင်းတကြောင်းပေါ့ကွယ်လို့ကျွန်တော်ကပြန်ပြောတယ်။ပြီးတော့လည်းငရဲကြတဲ့လိုဖြစ်နေတဲ့လူတစ်ယောက်ဟာဖြုံးခနဲ့အနေများတဲ့နတ်ဘုံကိုရောက်သွားတဲ့အခါသူ့အတွေးတွေကိုမှန်အောင်တွေးနိုင်မှာမလား။ဟဲလင်ကတော့မောင်ပြန်ရောက်လာရင်ဘယ်လိုအနေထားမျိုးရှိမလဲဆိုတာကိုအမြဲတမ်းစိတ်ကူးရင်ခဲ့ဘူးလေလို့သူက ဆွေးမြစ်ကြည်ခွဲနေတဲ့လေတံနဲ့ပြောတယ်။ခုတော့တကယ်တမ်းပြန်လာတော့လေစိတ်ကူးနဲ့တခြားစီဖြစ်နေတယ်။သူ့ပဲလိုပုံမျိုးစိတ်ကူးရင်ခဲ့တာလည်းလို့မမေးရဘူး။မိလိုက်ရင်အရှင်ကြီးကတမျိုးဖြစ်သွားမှာဆိုရတယ်။အဲကြောင့်မို့လဲစိတ်ကူးနဲ့လက်တွေဟာဒီလိုပဲရှားနာတတ်ပါတယ်လို့တာမန်တော့ပဲပြန်ပြောခဲ့တယ်။ဖယ်နေကပြုံနေ။ဝိုင်းရှိသေးလားတဲ့။ကျွန်တော်ကဝိုင်းထက်ထည့်ပေးလိုက်တယ်။မောင်ဘယ်တော့လောက်ပြန်ရမလဲလို့ ကျွန်တော်ကမေးတယ်။အင်းစင်မာကြီးကမနှက်ပြန်အထိပြန်ရောက်မှာမဟုတ်ဘူး။သူပြန်ရောက်မှာတပတ်ခါမှပေါ့ဟုတ်လား။ဟယ်လင်ကအကောင်းကြီးနဲ့ချင်းချင်းကလေးပါ။ဒီနေ့စနေနေ့သတင်းပတ်ပရက်တွေကိုပါနားရက်ပေးလိုက်တာဆိုတော့တနင်္လာနေ့နေ့လေခင်းကျမပြန်ရောက်မှာ။သူ့မှာကလည်းရှိသူရှိတယ်။အင်းအောင်နဲ့ပလေးတယောက်ပေါ့။အပြင်ဘက်လမ်းပေါ်ကတချင်းဆိုတဲ့နဲ့ရှိတက်သွားနေတဲ့ဖက်နှက်တန်တွေကြားရတယ်။ ဘာသာတွေလဲလို့ကျွန်တော်ကမေးတယ်စစ်သားတွေလားဟစ်တလာလူငယ်တပ်ဖွဲ့တွေလားမသိပါဘူးဟန်နင်တို့ရဲ့ဒီနေ့ဂျာမနီမှာလူတိုင်းလူလူအမြဲတမ်းရှိတတ်နေကြတာပဲကျွန်တော်ဗရင်ပေါန်နာသွားပြီးအပြင်ဘက်ကိုရှောင်းကြည့်တယ်ဟစ်တလာလူငယ်တပ်ဖွဲ့တစ်ဖွဲ့ပေါ့မင်းစိတ်ကအတော်ကလေးစမ်းတာပဲလို့ကျွန်တော်ကပြောတယ်မင်းမိသားစုနဲ့သဘောထားချင်းတော်တော်ကွာတာပဲတခြားကြောင့်မဟုတ်ဘူးဟဲလင်းအဘွားကပြင်တယ်အဲ့ဒီအဘွားရဲ့ ွေးပါလာလို့ဖြစ်မှာပဲသူတို့ကအဲ့ဒီအဘွားကြတော့ဂျူးတယောက်လိုသဘောထားနေသလားမပြောတတ်ဘူးဆွေမျိုးစင်းနဲ့မထည့်ကြဘူးဟယ်လင်ကအားရပါရတစ်ချက်တန်းလိုက်ပြီးအဲ့ရပေါ်မှာလက်အိတ်လိုက်တယ်မောင်နောက်ထပ်အိတ်ဖို့စိတ်မကူးတော့ဘူးလားလို့ပြောတယ်နိုင်ကြည့်လိုက်တော့တနအီထိုးနေပြီကျွန်တော်ဟန်လင်းပြီးမှဝင်နေလိုက်တယ်မိတွေခွင့်ထားပါလားဟန်လင်းတို့ကျွန်တော်ကပြောတော့ဟန်လင်းကဖြတ်ခနဲမောကြည့်တယ် မောင်ဖွင့်ထားခြင်းရင်လဲဖွင့်ထားလေတဲ့။ဟိုးတစ်ချိန်ကကျွန်တော်တို့နှစ်ယောက်ဒီအခန်းဒီအိမ်ရပေါ်မှာတညာပြီးတညာအတူရှင်တွဲပြီးအိတ်ခဲရတာတွေကိုပြန်ပြီးမြင်အောင်မိတယ်။ကျွန်တော်ဟဲလင်ကိုပြုတ်ပတ်ထားတယ်။တညာလုံးအိတ်လို့မပြောဘူး။ဟဲလင်တစ်ချိန်နိုးလာသေးတယ်။ခဏပါပဲ။ပြီးတော့အိတ်ပြောသွားတယ်။တဖြည်းဖြည်းနဲ့ကျွန်တော်မျက်ခွန်တွေဟာလေးလာတယ်။မိ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 နဲ့အိတ်ပြောသလိုပဲ။လင်းကနေတော့မှနိုးလာပြန်တယ်။ ကျွန်တော်နဲ့ဟန်လင်ဂျာမှာရှိနေခဲ့တဲ့အတားအဆီးတွေဟာမရှိတော့ဘူးကျွန်တော်သူ့ကိုပြေးဖက်ထားတယ်သူကလည်းကျွန်တော်ကိုပြန်ပြီးပြေးဖက်ထားတယ်လဲလက်နေတဲ့တိတ်နေတလိချာကြောက်သွားသလိုပဲအမောင်သူဟာလုံးဝမရှိတော့ဘူးဒီ episode ကိုဒီမှာရိုက်လိုက်ပါမယ်နောက်တစ်ပိုက်ကိုနောက် episode မှာကျွန်တော်ထပ်ပြီးတော့မှဖတ်ပြပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်